2024-25 Champion League Champion PSG Congratulations ပါမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူရနေကျေးဇူးပါတယ်ကျွန်တော်ကိုခိုင်းပါချန်ပီယံလိဘောလုံးပွဲတင်ဖြစ်တဲ့ Inter Milan နဲ့ PSG တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပေးသွားကြပါတယ်ဘောလုံးပွဲလို့သာပြောတာရင်ခုန်စိတ်လို့ရှားစရာတိတ်တော့မကောင်းခဲ့ဘူးပေါ့နော်ပွဲကတစ်ဖက်သက် ပုံတံမျိုးဖြစ်သွားသလိုဂိုးရက်စပိုင်းရလည်းမိနစ်90မပြီးခင်အချိန်ကတည်းကပွဲပြတ်သွားပြီ ဖြစ်တဲ့အတွက်ကြောင့်ပွဲပြီးသွားတဲ့အချိန်မှာ PSG ကစားသမားရဲ့အနေနဲ့အဲ့လောက်ထိဟိုရင်ခုန်စရာကောင်းပြီးအသေးအတန်အောင်ပွဲခံတဲ့ဟန်မျိုးတောင်မမြင်ခဲ့ရဘူးပေါ့နော်ဆိုတော့ final ပွဲစဉ်တစ်ပွဲမှာအဲ့လောက်ထိတော့မဖြစ်ခဲ့သင့်ဘူးပေါ့ကျွန်တော်တို့က Inter Milan ကိုပွင့်လင်းပြောတော့ပို impress ဖြစ်တယ်ရှိတဲ့ လူနဲ့လွန်ခဲ့သောနှစ်နှစ်လောက်က ဖိုင်နယ်မှာပိုလူခဲ့တဲ့လူစင်းနဲ့တိတ်မပြောင်းမလဲပဲနဲ့ဒီအဆင့်ကိုတက်ရောက်လာတာဆိုင်မိုနီအင်ဇာဂီရဲ့ခံစိတ်ကစားတဲ့ပုံတံအရန်ကိုတည်သက်ကောင်းမွန်ခမ်းနားပါတယ်ဘာစလိုနာလိုအသင်းမျိုးကိုရှင်ကစားပြီးတော့နောက်တစ်ဆင့်ကိုတက်ခဲ့တာကြည့်ဒါသူ့ရဲ့အရေးသွေးပိုင်းကိုကျွန်တော်တို့အတိမတ်ပြုတ်ပြုတ်ရလိမ့်မယ်သို့တော့ဖိုင်နယ်ပွဲစဉ်မှာကြာတော့ဘာဖြစ်သွားမှန်းမသိတာ ဘာဖြစ်သွားမှမသိဘူးဆိုတာထက်ပြိုင်ဘက် PSG အားကိုကောင်းလွန်ခဲ့တယ်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်အဲ့တော့ကြောင့် PSG သည်ချန်ပီယံဖြစ်ဖို့အတွက်တရားခိုင်နှုန်းထိုက်တန်တဲ့အသင်းလို့ပြောရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပွဲချုပ်သုံးသပ်ချက်ထဲမှာကိန်းငွေအချက်လက်တွေပြောပြတဲ့ segment လေးမှာပါပါတယ်အင်တာမီလန်ခံစစ်ကစားပုံဘလောက်ပဲကောင်းကောင်းကိန်းငွေအချက်လက်ရ PSG အသင်းသည်ခံစစ်ရောတိုက်စစ်ရောအင်တာမီလန်အသင်းထက် ပို့ပြီးတာလွန်ကောင်းမွန်ခဲ့ပါတယ်။ဒါအပြင်လူးဝစ်အင်ဒရီဂေးရဲ့အင်ဇာကြည်မှုလို့ပြောရမှာပေါ့နော်။ဘာစလိုနာနဲ့အင်တာမီလန်ပွဲကိုသူတိကျ analyze လုပ်ထားရတဲ့တူတယ်။အင်တာမီလန်ကိုဘလို့အကောင်းဆုံးအနိုင်ယူကစားရမလဲဘလို့ချင်းကပ်ရမလဲကောင်းသွားနားလဲသဘောပေါက်ခဲ့တယ်။ဒီလိုပြောလို့ဆိုင်မွန်နဲ့အင်ဇာဂီကိုအင်ဇာမကြည်ဘူးစာနာနာမလုပ်ဘူးလို့ပြောတာမဟုတ်ဘူး။ရှိတဲ့လူစင်းအစုဖွဲ့နဲ့ စကွတ်ဖြစ်မှုအရာသုံးပုံတစ်ပုံလောက်ကွာနေတယ်ဗျအသက်ရွယ်ပိုင်းရောကစားသမားတူတယောက်ချင်းစီရဲ့ဆွဆောင်ရေးပိုင်းကျွမ်းကျင်မှုပိုင်း PSG အသင်းဟာပိုကောင်းတယ်ပိုတာတယ်အဲ့အတွက်ကြောင့် viewer ပိုင်း2မျိုး3မျိုးလောက်ထိပိုပြီးတော့ Luis Enrique ကလုံနိုင်တဲ့သဘောမျိုးပါကျွန်တော်တို့ Simon Inzaghi ကိုအပြစ်မမြင်ပါဘူးဆိုတော့ဒီ final ပွဲရှုံးနေမှုဟာဒီ Champion League တမိုင်းတလျှောက်မှာဒါဂိုးအပြက်ဆုံးနဲ့ဘူဆွဲခဲ့ခြင်းဖြစ်တယ်လို့ဂိုးအပြက်ဆုံးနဲ့ရှုံးနေခဲ့ခြင်းအဖြစ်လဲမှတ်တမ်းဝင်ခဲ့တယ်ချန်ပီယံလိတမိုင်းတလျှောက်လို့ဆိုတဲ့နေရာမှာဖိုင်နယ်ပွဲပေါ့ဗျာเนาะအဲ့တော့ဖိုင်နယ်ပွဲတွေမှာဘယ်တော့အခါမှအဲ့လိုဖိုက်ဇီးဆိုတဲ့ရလက်မျိုးမဖြစ်ခဲ့ဘူးကြားထဲမှာဂိုးကွာကြချက်ငါးဂိုးတကားမှမပြတ်ခဲ့ဘူး73ဆိုရဲ result မျိုးတွေရှိတယ်40တို့41တို့စတဲ့ result မျိုးတွေပဲရှိပါတယ်ဒီအတွက်ကြောင့် ဒါစန်ချိန်တင်ဘိုလူဘွဲတပွဲလို့လည်းပြောလို့ရပါတယ်ခင်ဗျာโอเคအဲ့တော့ကျွန်တော်ပွဲနဲ့ပတ်သက်တဲ့ဘျော်ပိုင်းအခင်းချင်းအနေငယ်ချင်းကပ်လိုက်အောင်အဲ့တော့ကျွန်တော်မြင်မိတာပေါ့နော်ဒီနေ့ PSG တင်အဓိကအားသာသွားတဲ့ဘျော်ပိုင်းအချက်၄ချက်ရှိပါတယ်အဲ့၄ချက်ကတော့ position နဲ့စဉ် relation နဲ့စဉ် high press နဲ့ counter attack ဖြစ်ပါတယ်အဲ့တော့ကြောင့် modern လောကခင်မှာ ပိုဇီရှင်နေစင်းပဲကောင်းလို့မရဘူးပိုဇီရှင်တွေပဲအသာယူပြီးတော့ isolation တွေပဲလုတ်တဲ့ခစ်ကကုံသွားရင်ဒါ Pep Guardiola ဆိုရင် overload to isolate အရန်လုတ်တဲ့ position ကိုအဲ့လို overload လုပ်ပြီးတော့ယူတာပြီးရင် isolation အကောင်းဆုံးလုပ်နိုင်တယ် numerical advantages တွေယူတယ်ဒါပေမဲ့လည်းခံစစ်ကစားတဲ့အသင်းတွေကအဆင့်ပိုမြင့်မြင့်လာတဲ့အတွက်ကြောင့် hybrid ပူဆန်လာတဲ့အတွက်ကြောင့် position နဲ့စင်တပိုင်းနဲ့မရတော့ဘူး အခွင့်ရရရင်ရတယ်လို့ relationism ပိုင်းကောင်းမှုလည်းလိုတယ်နားလည်မှုအားကောင်းကောင်းနဲ့တယောက်အထတယောက်တည်စွာကစားဖို့လိုတယ်အဲ့ဒီနေ့ပွဲတင်မှာ PSG သည် possession ရဖို့နိုင်အောင်ဒါမကပဲနဲ့တယောက်နဲ့တယောက်ကြားတဲ့ relation ဘလောက်ကောင်းတုံးသူတို့ဘော possession အတားရမယ်ဆိုတာသိတယ် enemy လည်းလည်းပေးကင်ထားတယ်ဆိုတာသိတယ်ဒါပေမဲ့အဲ့လိုပေးကင်ထားလို့ feed တက်ပြီးတော့ဘောလုံးမေတ္တာတက်မှာပဲဝေ့မနေဘူးဗျာနားလည်မှုအားကောင်းကောင်းနဲ့တယောက်နှစ်ယောက်သုံးယောက်ထိချက် အနှဲငယ်လောက်နဲ့တိုင်ဘက်အသင်းရဲ့ final တက်တယ်ပို့ပြီးတော့ထိရောက်တဲ့ box တဲကိုရောက်အောင်ဘောလုံးပေးဖို့ကစားသွားခဲ့တဲ့ပုံတံတန်တွေကတိတ်ကိုအတူတူချီးကျူးဖို့ကောင်းပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်တပိုင်း high press ပေါ့နော်အဲ့တော့ you pressing ပေးတာတဲ့ပို့တဲ့ high press ပြန်ဘက်အသင်းဘောလုံးကင်ထားဖို့တိတ်မလွယ်အောင်ပစ်တဲ့တိတ်လို့ဖို့မလွယ်အောင်အာယုံဖြွေပြအောင်ကစားသမားနှိုင်းရောက် 3ယောက်လောက် high press ပြီးတဲ့ပုံသဏ္ဍာန်မျိုးတွေကလည်း Inter Milan အသင်းရဲ့ defensive third မှာကစားကွက်တည်ဆောက်ဖို့အတော်လေးကြက်တဲသွားစီပါတယ်။ Inter Milan အပွင့်လင်းပြောတော့သူတို့တွေရဲ့ defensive third အနေနဲ့ဘောလုံးကိုတည်ဆောက်တာများတယ်။ဘရိုလည်းတွေ့မှာပေါ့ဒီနေ့ low block ပုံစံမျိုးကိုကစားနေတာ။သူတို့ရဲ့ကွင်းလင်ကစားသမား3ယောက်ဒီတကယ်ကွင်းလင်ကစားသမား3ယောက်စစ်စစ်မဟုတ်ဘူး။ Barella တယောက်လောက်ပဲ B2B ပုံစံကစားတယ် Kalanoglu ရော M Kidaran ရောနောက်ခံကစားသမားတွေအတွက် ရှေ့ပြေးနောက်ခံကစားသမားတွေပဲအဲ့တော့ defensive တက်မှာဘောလုံးအတင်မခံတာအဲ့တော့တစ်ဖက်အသင်းက defensive တက်မှာဘောလုံးအတင်မခံဖို့အတွက်ကိုယ်အသင်းကဘာလုပ်ရမလဲဆိုတော့ high line တင်ကျွန်တော် high block ဆို high breaks တိဆိုအဲ့လိုပုံစံမျိုးနဲ့ပထမပိုင်းမှာအထူးသဖြင့်เนาะ inter milan ကိုအကောင်းဆုံးဖိအားပေးသွားတယ် inter milan အထလေးတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက် loose enrique ကကောင်းကောင်းနားလည်သဘောပေါက်တယ်သူတို့အသင်းရဲ့ ကစားသမားတွေဒီလူငယ်ကစားသမားတွေများတယ်ပထမပိုင်းမှာ ပို့ပြီးတော့ခွန်အားပိုင်းအရာနော်အင်အားပိုင်းအရာရှိနေတဲ့အတွက်ကြောင့် share ကို hybrid ပေးသွားတာဖြစ်ပါတယ်ဒုတိယပိုင်းရောက်တဲ့အခါမှာတော့ hybrid မပေးတော့ဘဲ counter attack ကိုပဲအားပြုပြီးကစားသွားခဲ့ပါတယ်ဒီအတွက်ကြောင့် PSG အသင်းရဲ့ဒီပွဲဂိုးပြတ်အနိုင်ရခြင်းရဲ့အဓိကအချက်တွေဒီ position နဲ့စင် relation နဲ့စင် hybrid နဲ့ counter attack တို့ဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော် ဒီတက်တကယ်ပုတ်လေးတစ်ချက်ကြည့်ပါဘရိုလည်းတွေ့မှာပေါ့ဒီပုံတန်းအတိုင်းမျိုးကိုဒါကစားတာဘရယ်လာနော်ကျွန်တော်တခါလေးကြာရင်ကွင်းလယ်မှာ boss ပုံပေါ်တယ်ဘရယ်လာနဲ့ market student ဒီလိုပုံမျိုးလေးပေါ့ဗျာထပါတော့အဲ့ဒီကစားသမားအခင်းချင်းအကုန်လုံးကိုဒီမှာရှိတဲ့စုဖွဲ့မှုအကုန်လုံးကဖိအားပေးပြီးစော်တယ်အဲ့လိုစော်တဲ့အခါမှာလည်းဘောလုံး position ကိုပဲယူနေတာမဟုတ်ဘဲနဲ့လှိမ့်လှိမ့်မြန်မြန်နဲ့ do way တို့ ကာဗရက်စကာလီယာတို့ဥစ်မန်ဒမ်မီလီတို့အပြောင်းလဲလုပ်ပြီးဆော့သွားတယ်။တော်တော်ဒီနေ့ကတော့ဒူဝေးနဲ့ကာဗရက်စကာလီယာကတော့တိတ်မပြောင်းပါဘူး။ဒူဝေးဒီ right wing မှာနေတယ်။ကာဗရက်စကာလီယာဒီ left wing မှာနေတယ်။အဓိကဥစ်မန်ဒမ်မီလီပဲ။ဒီကွင်းလည်းကစားသမား၃ယောက်နဲ့တစ်ဖက်ကနော် central zone ကိုဖိအားပေးပြီးဆော့တယ်။ဥစ်မန်ဒမ်မီလီကနံပါတ်10နေရာတွေရောရောက်တယ်။8နေရာတွေရောရောက်တယ်။အကောင်းဆုံးဟိုကွင်းလည်းကစားသမားရဲ့စုဖွဲ့ပြီးတော့ပြိုင်ဘက်အသင်းရဲ့ကွင်းလည်းကိုဟိုဘယ်လိုပြောမလဲ အစိုးမမခံအောင်ကစားသွားခဲ့ပါတယ်အဲ့တော့ကျွန်းလေပိုင်းအတာကြီးရရှိမှုသည်ဒီနှစ်ပွဲမှာတော်တော်လေးအခေအားကျခဲ့တယ်လို့ကျွန်တော်ယူဆပါတယ်ဒါအပြင်မာကွင်းညိုးစ်နဲ့ပါချိုရူကလည်းတည်ငြိမ်ရင်းချက်စွာကစားသွားခဲ့တယ်လို့တစ်ဖက်အသင်းရဲ့ defensive line ကကစားသမားတွေကတော့အသက်အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့အတွက်တချို့သောလူငယ်ကစားသမားတွေဖြစ်တဲ့ Duwe တို့ Kavras Kalia တို့ကို control လုပ်ဖို့ဆိုတာအချိန်ကြာကြီးတော့အဆင်မပြေခဲ့ပါဘူးခင်ဗျဆိုတော့ကျွန်တော် twin goal လေးတွေအနေနဲ့ပြင်ပြီး sense လိုက်အောင် ပထမဆုံးရသွားတဲ့ twin go တကူရဲ့နောက်ဆုံးရသွားတဲ့ twin go တကူရဲ့ကလွဲရင်ကျန်တဲ့ twin go 3ကို counter attack တွေကရသွားတာပါအဲ့တော့ပြိုင်ဘက်အသင်ခန်စစ်အသင်မဖြစ်သေးတဲ့အချိန်လှိလိမြမြတိုက်စစ်ဆင်ခြင်းအားလုံးကို counter attack လို့ခေါ်ပါတယ်အဲ့တော့ပထမ go တကူဆိုရင် vidinya ရဲ့ through pass အရင်ကောင်းပါတယ်เนาะကျွန်တော်တို့ duway ကနေတစ်ဆင့် offside trap ကိုကြော်ပြီးတော့เนาะဘောလုံးဆွဲယူသွားတယ် ဟာခီမီကိုပေးလိုက်တယ်ဟာခီမီကိုတင်သွားတယ်သူ့ရဲ့အတင်းအောင်ဖြစ်တဲ့အတွက်အောင်ပွဲမခံပါဘူးနောက်ကျွန်တော်တို့မိနစ်20မှာ counter attack ကနေနောက်ထပ်ဂိုးတကူရသွားတယ်ဒါကတော့ barrella ဟိုလူအချက်ပေါ့နော်ပါချိုကသူတို့ဂိုးစီးနာနေပြန်ပြီးတော့ဘောလုံးပြန်ဆယ်သွားတယ်အဲ့ဒီကနေမှတစ်ဆင့်ဒမ်ဘီလီရတယ်ဒမ်ဘီလီကနေဒူဝေးကိုပေးလိုက်တယ်ဒူဝေးကနေဖြတ်ကန်သွားတာဒီမာကူနဲ့ deflect ဖြစ်ပြီးဝင်သွားရမယ်ဒူဝေးရဲ့ သွင်းကိုအဖြစ်သတ်မှတ်ခဲ့ပါတယ်အဲဒုတိယပိုင်းရောက်တဲ့အခါမှာလဲထိုနည်းတူပဲကစားသမားတစ်ယောက်နဲ့တစ်ယောက်ကြားရတဲ့နားလည်မှုတွေကနေတဆင်ရသွားတဲ့ဂိုးတွေများပါတယ်နောက်ဆုံးဂိုးကိုကြည့်မယ်ဆိုရင်လဲလူသားဝင်ကစားသမားနှစ်ယောက်ဖြစ်တဲ့ဘာကူလာနဲ့မာယူလူကနေနားလည်မှုရှိရှိတွေးဝင်သွားခဲ့တာဖြစ်ပါတယ်ဒီတော့ကြောင့်အရှံကစားသမားတွေပဲဖြစ်ဖြစ်အသင်းရဲ့ပေါ်ထွက်ကစားသမားတွေပဲဖြစ်ဖြစ် PSG ကစားသမားတယောက်နဲ့တယောက်ကြားထဲမှာနားလည်မှုအားကောင်းတဲ့ပုံသဏ္ဍာန်အခင်းချင်းကိုလည်းမြင်တွေ့ခွင့်ရခဲ့ပါတယ်ဆိုတော့ Champion League ဖလားကိုပထမဆုံးချိန်ရရှိခဲ့တဲ့ PSG Champion League သမိုင်းမှာဂိုးအပြည့်ဆုံးဘောလူပွဲတစ်ပွဲကိုဖော်ဆောင်ခဲ့တဲ့ PSG Congratulations ပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားကြည့်ပါရစေ။မနေ့ပြန်ရောက်တဲ့အခါကျရင်အကြိုက်ဆုံးကစားသမား9ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပေးပါအောင်ခင်ဗျာ။